ဒီလမ်းကြီးမဖွင့်မချင်းရတော့ဝေဆောင်သားတွေအားလုံးဟာဆန္ဒကိုထောက်ဆင်ပြနေရတော့မှာမရမချင်းပြနေရမယ်အတိုင်းတရ1996ခုနှစ်ကဝေဆောင်မှာကောင်စီဥက္ကဋ္ဌနဲ့ခရိုနီတွေဟာအုံချံတွေကို ဝင်ရောက်ပြီးရှင်းလင်းခဲ့သလို2000ခုနှစ်မှာဝေဆောင်ကိုမြို့အဖြစ်တည်ဆောက်ပြီးကမ်းခြေကိုတင်ဖိုက်ဖို့လုပ်ခဲ့တယ်လို့သတင်းစာရှင်းလင်းသူတွေက ဆိုပါတယ်ခရိုနီလုပ်ငန်းရှင်တွေဘက်ကလမ်းတွေပိတ်ပြီး ဟိုတယ်ရီစောင့်နေကြတဲ့အတွက်ဆန္ဒထုတ်ဖော်သွားမယ်လို့ပြောပါတယ်။စစ်ဆိုးရအာဏာရှင်တွေ လက်ထက်ကလေးကငွေဆောင်မှ ရှိတဲ့အုံချံနဲ့မြေတွေကို အတင်းအဓမ္မသိမ်းယူခဲ့ပြီးခင်မီအပန်းဖြေစခန်းဆောက်ဖို့စီမံခဲ့ပါတယ်။အခုအခင်းဖြစ်တဲ့နေရာမှာတော့ဒေသခံတွေသွားလာရခက်ခဲအောင်လမ်းတွေကို ပိတ်ဆို့ပြီးဥပဒေချိုးဖောက်နေတယ်လို့ဦးအေးမြင့်ကဆိုပါတယ်။ဥရမနဲ့နာဆုံးရှုံးနေတယ်ဆိုတော့ဥယျာဉ်ရှမ်းမြေတွေပေါ့နော်။ ဥယျာဉ်ရှာမြေတွေပေါ်မှာသူတို့ကလေဥတို့စီကလုပြီးဆောက်လို့ဟိုတယ်ကြီးတွေပြီးနေပြီခုအချိန်မှမအဲ့ဟိုတယ်ကြီးတွေကိုဖျက်ပြီးတော့ကျွန်တော်တို့မြေကိုပြန်ပေးလို့လေဥတို့ကမရမ်းဘူးကြဥတို့မှာဟိုမြေမြေသိမ်းဥပဒေရလေသူတို့ဘာမှလောက်ခဲ့တာမဟုတ်ဘူးဥပဒေနဲ့မညီတဲ့ဟာကိုလှုပ်ဆောင်ထားတဲ့အတွက်ကြောင့်ခုအချိန်မှာအစိုးရကတော်လကောင်းတက်ဆိုင်ရာဌာနတွေကတော်လကောင်းဥစော်ဝဲနဲ့ဥတို့ကိုတွေ့ဆုံပြီးတော့ကမ်းခြေဆင်းလိုက်ကိုလှပတာရအောင်လှုပ်ဖို့အဲ့လိုညှိနှိုင်းရမယ် သူတို့ကဥတို့ထဲအလုံးလုံးနေတဲ့လူတွေလေပိတ်ဆံရှိတဲ့လူတွေလောက်ပါလာပတာရအောင်ဒါမဲ့ဥတို့ရဲ့စနစ်နာဆုံးရှုံးမှုလေးတွေကိုလေဥတို့တွေကပြန်ပြီးတော့ကြည့်ရှိပြီးတော့အဲ့လိုသာလောက်ပေးခဲ့မယ်ဆိုလို့ရှိရင်ဥတို့ဘက်ကဟိုနောက်ထပ်ဘာမှတောင်းဆိုမှုမရှိတော့ဘူးအဲ့လိုလောက်ပေးအောင်ဒီလေဥတို့ကညွန်လဲပါဒီကိစ္စနဲ့ပတ်သက်ပြီးကြက်ခိုင်ရဲ့အစိုးရလက်ထက်မှာလဲသမရဦးသိန်းစိန်အထိအစစ်စင်တိုင်ကြားခဲ့တယ်လို့လက်ရှိအစိုးရတဲ့လက်ထက်မှာလဲအစစ်စင်တိုင်ကြားခဲ့ပေမဲ့ ဘာမှထူးခြားမှုမရှိဘူးလို့ဆိုပါတယ်။နောက်ထပ်လန်ဒလန်ထပ်ပိတ်လိုက်တဲ့အတွက်ပိုပြီးစိုးရိမ်စရာတွေဖြစ်လာတယ်လို့ဆိုပါတယ်။အခုပိတ်ဆို့ထားတဲ့လမ်းတွေကိုအရင်ကလိုပဲပြန်ဖွင့်ပေးစေခြင်းပြီးကမ်းခြေကမိသားစုတွေဟာဒုက္ခမျိုးစုံရင်ဆိုင်နေရကြောင်းဝေးဆောင်ဒေသခံတဦးကဆိုပါတယ်။လူမိုက်တွေမွေးပြီးဒုတ်တွေဓာတ်တွေနဲ့ချင်းချောက်တာမျိုးတွေလည်းရှိတဲ့အကြောင်းအခုလိုပြောပြခဲ့ပါတယ်။ အခုလမ်းပိတ်ဆို့ထားတဲ့ဟာတွေကတော့ဟိုငကိုရခင်တွေကရှိနေတဲ့လမ်းတွေဖြစ်နေတဲ့အတွက်ကြောင့်လေဟိုအရင်တုန်းကလိုပဲအလွယ်တကူသွားလာပြီးတော့ပေါ့နော်အဆင်ပြေစေချင်တာပေါ့အဲ့ဒါတွေကိုဖွင့်ပေးစေချင်တာပေါ့နော်ဌာနပေါင်းစုံတွေလည်းသိစေချင်တာပေါ့အခုဆိုလို့ရှိရင်အဲဒီကန့်ကျစ်ဒေသမှာနေတဲ့ကျွန်တော်တို့မိသားစုတွေကဆိုလို့ရှိရင်ဒုက္ခအမျိုးမျိုးတွေနဲ့ရင်ဆိုင်နေရတယ်။ကျမကြီးလူမှုရေးစီးပွားရေးပေါ့။သူတွေကလာလန်းမရှိလို့ထွက်လာတဲ့အခါမျိုးတွေမှာလည်းအဲ့လိုလူမိုက်တွေကဒုတ်တွေဓာတ်တွေနဲ့လိုက်တယ်။အဲ့လိုမျိုးတွေရှိတယ်။ ဲ့လိုဒုက္ခမျိုးမျိုးနဲ့ရင်ဆိုင်နေရတာပေါ့ခရိုနီဦးဇော်ဝင်းကတော့သူကတော့ငါဆိုတဲ့မာနနဲ့ငါစီးပွားရေးငါမျက်နှာငါတခုတည်းပဲကြည့်မယ်ဆိုတဲ့ဆန္ဒမျိုးနဲ့ပဲပိတ်ထားတဲ့ဟာကိုမလိုလားဘူးပေါ့အဲ့လိုမလိုလားတဲ့အတွက်ကြောင့်ဒီလမ်းကြီးမဖွင့်မချင်ရတော့ဝေဆောင်သားတွေအားလုံးဟာဆန္ဒကိုထားဝစဉ်ပြနေရတော့မှာမရမချင်းပြနေရမယ်အတိုင်းတိုင်းရောက်